အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live season ကနေပြီးတော့ပြန်လဲပြီးကြိုလဲပါတယ်။ကောင်းမွန်တော့ဒီလီတန်ဒီဖြစ်ပါစီညာကနေပြီးတော့စုမကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာနောက်ဆုံး David Austin ရဲ့ဒါကျွန်တော် Athletic UK မှာဒါကျွန်တော်တို့ Arsenal နဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ဒါကျွန်တော်တို့ မနေ့ညကသူရဲ့ podcast မှာသူပြောသွားခဲ့တဲ့ကိစ္စတခုရှိတယ်ပေါ့နော်ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော် detail လေးခင်ဗျားတို့နည်းနည်းလေးပြောပြခြင်းနဲ့အဲ့တော့ Arsenal အသင်းအနေနဲ့အခုလက်ရှိမှာလာမယ့်ရာသီမှာကျွန်တော်တွေးတက်လောင်းပြီးအကုန်လုံးကိုပြပြင်ပြောင်းလဲသွားနိုင်တဲ့အခြေအနေမှာရှိရဆိုပြီးကျွန်တော်မနေ့ကဗီဒီယိုတင်ခဲ့တယ်ဒီနေ့မှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဒါကျွန်တော် David Austin ကလည်းဒါကျွန်တော်ကွက်တီသွားကြတဲ့သတင်းတခုအနေနဲ့ဒါမနေ့ညကနေပြီးတော့သူနေသူ့ရဲ့ဗီဒီယိုထဲမှာလုံးဝကလာ Manchester City အသင်းနဲ့နေတူဒါကျွန်တော်တို့ Arsenal အသင်းနဲ့လာမယ့်ရာသီမှာ Arsenal အသင်းအနေနဲ့ဒါလုံးဝ shake down ကိုအကြီးအကျယ်လုပ်သွားဖို့တော့ Arsenal အသင်းအနေနဲ့ပြင်ဆင်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့ဒါကဘာကိုဆိုလိုချင်တာအဲ့တော့ Arsenal အသင်းနဲ့ခုလက်ရှိမှာဒီကိစ္စနဲ့ဆက်ဆက်ပြီးတော့နောက်ထပ်နိုင်ပိုင်းအတွင်းမှာပဲဒါကျွန်တော်တို့ဒီနေ့ပဲပေါ့ဒီနေ့မနက်အစောပိုင်းမှာပဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Arsenal အသင်းနဲ့ကစားသမား10ယောက်လောက်ထိအသင်းကနေပြီးတော့ဒါကျွန်တော်တို့ထွက်ခွာခွင့်ပေးသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒီ10ယောက်ကဘယ်သူတွေများလဲတကယ်လည်းပြန်ကြည့်မယ်ဆို Arsenal အသင်းနဲ့ခုလက်ရှိ squad တွေရဆိုဟမ်တကယ် ဆယ်ရောက်လောက်တောင်ရှိရလားဒီလိုပုံစံမျိုးကိုဒါကျွန်တော်တို့ဖြစ်ကောဖြစ်နိုင်ရလားဆိုတဲ့မေးခွန်းနေမိလိမ့်မယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Arsenal ပြိတက်နေနေပထမအောင်ဆုံးဒါကျွန်တော်ပြောဖို့လိုတဲ့အချက်က Thomas Partey ရဲ့ contract ပဲလက်ရှိမှာ Arsenal သင်က Thomas Partey ရဲ့စာချုပ်နဲ့ပတ်သက်ပြီးအသက်လုံးဝဆွေးနွေးဖို့တပြင်ဆင်ထားသူပြင်ဆင်ဖို့လည်းအစီအစဉ်မရှိဘူးဆိုတဲ့သတင်းတွေကလုံးဝကိုကျွန်တော်တတ်တောင်ပြပြထွက်ပေါ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာ Arsenal အသင်းအနေနဲ့ဒါ Thomas Partey ကိုပြိတက်တွေကစာချုပ်သက်တမ်းတူးစီခြင်းပဲမယ့် Arsenal သင်ဘက်ကလက်ရှိမှာဒီနေရာအတွက်လူသစ်တာဝယ်ပြစ်ဖို့အတွက်စီစဉ်နေပြီးတော့သူတို့နဲ့ ဲ့ Thomas Partey ကိုစာရုပ်သိချုပ်ဆိုမှုတော့မရှိဘူးအဲ့တော့ဒီနေရာမှာ Arsenal သင်းတဲ့လက်ရှိမှာ၂ယောက်ကိုဒါလုံအောင်ပြတ်မှတ်ထားရတယ်တယောက်ကလက်ရှိမှာဒါကျွန်တော်တို့ပုံကိုကြီးရတဲ့သဘောတူညီမှုရဖို့အတွက်နီးစပ်နေလို့လာမယ့်ရာသီမှာစာချုပ်ဖြတ်သိမ်းခြင်းပေးပြီးတော့ခေါ်ယူဖို့နာမည်ကြီးတဲ့ကစားသမားတယောက်လည်းဖြစ်တယ်အဲ့ကစားသမားသိပြီးသားဖြစ်လိမ့်မယ် Spain သင်းရဲ့ဒါကျွန်တော် Real Sociedad ကနေပြီးတော့ Zubimendi ဖြစ်တယ်အဲ့တော့လက်ရှိမှာ Thomas Partey ကိုစာချုပ်သိချုပ်တာတက်ဆိုင်တော့ Arsenal သင်းတဲ့လာမယ့်ရာသီမှာဒါကျွန်တော် Thomas Partey ကိုဒါကျွန်တော်အသင်းကနေပြီးတော့အလွတ်ထွက်ခွာခွင့်ပေးသွားမယ်လို့သတင်းတွေသိရတယ်မှာပါတယ်ဒါပေမဲ့ကျွန်တော်စာချုပ်သိချုပ်ဆိုမှုတော့လည်းအခုချိန်ထိဘာမှမတူး ကြမ်းသေးဘူးဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဘောကျွန်တော်ဒီနေရာမှာဒါကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီး Charles Wood ကလည်းဒါကျွန်တော်တရားဝင် confirm လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ Thomas Partey ကလာမယ့်ရာသီထွက်ဖို့အတွက်တည်ကြတော့နေနေဖြစ်သွားပြီးတချို့သော Arsenal ပြည်သက်နဲ့ဒီ Queen's လဲဘိုင်းမှာ Thomas Partey ကိုအသင်းမှာဆက်လက်ပြီးထားဖို့အတွက်ဒါကျွန်တော်တို့လက်ရှိမှာအကုန်လုံးက wind down ဆိုခဲ့ပေမဲ့လက်ရှိမှာ Thomas Partey နေရာတော့လက်ကစားသမားတစ်ကိုသာအစားထိုးသွားမှာဖြစ်ပြီးတော့ Thomas Partey ကိုတော့စာချုပ်တစ်လက်ရှိမှာချုပ်ဖို့အတွက်စူးစမ်းသွားမှာမဟုတ်ဘူးလို့လည်းသိရတယ်ဒီမှာပါပါတယ်နောက်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုတော့ဒါကျွန်တော်တို့ဒီနှစ်စောင့်အာဒီကလေးကထွက်ဖို့အတွက်စူးစမ်းခဲ့ပေမဲ့မထွက်ဖြစ်ခဲ့တဲ့ တ်တယောက်ကတော့ချော်ကင်ဟိုပါချော်ကင်ဟိုမမဲ့ရတာကျွန်တော်ဘရာဇီးရဲ့ဒါကလပ်အသစ်ဖြစ်တဲ့ပါမာရီယက်အသေးအနေနဲ့ဒါကျွန်တော်ဒီနှစ်ဆောင်းရာသီအပြောင်းအရွှေ့မှာခေါ်ယူဖို့အတွက်စ조사သွားဖို့အတွက်ရှိခဲ့ပေမဲ့ဒါကျွန်တော်အာဆနယ်ဘက်ကနေပြီးတော့ကွင်းလယ်ဘိုင်းမှာဒါကျွန်တော်တို့အပွင့်အလင်းဆုံးပြောရမယ်ဆိုရင်တော့လူအပ်ချက်တွေရှိလာနိုင်တဲ့အတွက်ကြောင့်မလို့ချော်ကင်ဟိုကိုအသင်းကနေပေးမထွက်ပေးနေတာကြောင့်အသင်းမှာဒါကျွန်တော်တို့ 6ဒလောက်ဆက်လောက်ပြီးနေပေးပါဆိုပြီးတော့ Arsenal အသင်းအနေနဲ့တောင်းဆိုခဲ့တယ်။အခုလက်ရှိတဲ့တည်ရတယ်မှာ Queen Lab လိုအပ်ချက်ကြောင့်မို့ Jogging Hoon နေနဲ့ကြောင့် Yan Phan Yan Kha ပွဲထွက်နေတာကိုတွေ့ရမယ်တယ်မှာပါတယ်။အဲ့တော့ Jogging Hoon နေနဲ့လက်ရှိမှာတော့အသင်းဘက်ကတောင်းဆိုမှုကြောင့်သာဒီနေ့ဆောင်းရသည်မှာမထွက်ခဲ့တဲ့အတက်ကြောင့်မလို့ Lamine Nui ရသည်မှာ Jogging Hoon ရဲ့စာချုပ်တက်တန်းကုန်ပြီးတော့ဒီစာချုပ်ကဒါကျွန်တော်တို့ Thomas Partey နဲ့ဒီလိုပဲဒါ Queen Lab ဘက်မှာဒါကျွန်တော်တို့ဒီနှစ်ယောက်ကိုတော့ Arsenal အသင်းကစာချုပ်တက်တန်းတိုးဖို့အတွက်အစီအစဉ်မရှိတော့ဘဲနဲ့ဒီနေ့မှာ Arsenal အသင်းအနေနဲ့ကျွန်တော်တို့ကစားသမားတွေကိုဒါကျွန်တော်တို့အသင်းကနေအလွတ်နဲ့ထွက်ခွာဝင်ပေးသွားမယ်လို့ကြားသိရတယ်မှာပါအဲ့တော့ Jogging Hoon နေရာတော့ဒါတည်တဲ့လူရှာတော့မှာပဲနဲ့ ာစတိုသစ်နဲ့ဝါရွင့်တာကျွန်တော်ကွင်းတဲ့ကစားသမားမျိုးကိုရမယ်ဆိုရင်တော့လာမယ့်နေရာဒီမှာတစ်ချက်တော့စောင့်ကြည့်သွားမယ်။ကိုလာဟာလာတွေကဒီအသက်ပတ်ဝန်းကျင်မှာပဲဒါကျွန်တော်အက်သလက်တီကိုမက်ထရစ်ကလည်းထွက်ဖို့အတွက်ရည်မှန်းစားနေတယ်။ဒါကျွန်တော်ကွင်းလယ်ကစားသမားဖြစ်တဲ့ကော်ကီကိုခေါ်ယူဖို့အတွက်လည်းဒါပြင်ဆင်နေတယ်ဆိုတော့ကိုလာဟာလာဆန်ဆန်တရင်ထွက်နေခဲ့တယ်။အဲလက်ရှိမှာလည်းခုတချို့ကြလည်းဒါကျွန်တော် jogging ဟိုမခေါ်နေတော့မှဒါပေါ်တေးကိုဒါဆောက်တန်းထပ်တိုးပြီးတော့ကော်ကီကြီးတော့မခေါ်ကြပါနဲ့ဆိုပြီးအကုန်လုံးကဒါကျွန်တော်ပြောနေကြတဲ့မှာပါဒါပေမဲ့လက်ရှိမှာအာဆော်ပရိသတ်ကအသင်းအသင်းအနေနဲ့ thomas party ကို jogging ဟိုကို၂ယောက်လုံးကိုဒါစာချုပ်ဒါကျွန်တော်တို့ ကုန်နဲ့ချင်ကြရင်တော့ဒါတို့တို့နှစ်ယောက်လုံးကိုအသင်းကနေတရားဝင်ပေးထွက်တော့မှာဖြစ်တယ်ဆိုတဲ့သတင်းတွေကတော်တော်လေးကိုတောင်းတောင်းပြပြတက်လာတာကိုတွေ့ရမယ်ဒီမှာပါတယ်နောက်တစ်ယောက်ကလက်ရှိမှာ Kieran TN ပါ TN ကအခုလက်ရှိမှာအကျိုးသဘောတူညီမှုနဲ့ဒါကျွန်တော်တို့သိကြတဲ့အတိုင်းပဲ Celtic ကိုတော့ပြောင်းရွှေ့မှုနဲ့အကျိုးသဘောတူညီမှုရထားခဲ့ပြီဖြစ်တယ်လာမယ့်ရာသီမှာတော့ Kieran TN ကတော့ Celtic ဇာတ်မှာဖြစ်တော့မှာဖြစ်ပြီးတော့ TN နေနေဒါစာချုပ်တက်တန်းကုန်ရင်တော့အာဆိုအသင်းကနေတရားဝင်ထွက်ခွာတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းသိရတဲ့အတိုင်းမှာပါပါတယ်အဲ့တော့လက်ရှိမှာ Kieran TN ကတော့ဒါကျွန်တော်ယင်ခွန်အောင်ဒါကျွန်တော်မမေ့ရရှေ့ပွဲမှာလေဒါကျွန်တော် Brentford နဲ့ပွဲစဉ်မှာ ားတယ်နဲဟုတ်တယ်ရှင်ဒါသူ့ရဲ့ twin ကိုကဒါ arsenal twin ကိုအရေးပါတဲ့ twin ကိုတစ်ခုဖြစ်ခဲ့မယ် ပုံစံမျိုးဖြစ်ခဲ့မယ်ဒါကစားသမားက VAR ကြောင့်သူ့ရဲ့သွင်းကိုပယ်ဖြတ်ခံလိုက်ရပါတော့အဲ့ဒါပေမဲ့တည်ရနေဆိုတာမှန်တယ်ပြောမှဆိုပဲကျွန်တော်တို့တော့မှယင်နေဆွဲတဲ့ကစားသမားရဲ့တယောက်ပါဆိုသူ့အနေနဲ့ကျွန်တော်ဘလောက်တီဘလောက်တီအေးနှင်းတော့နေမှာဆာဒါတည်ရနေတယောက်ကဒါဘောင်းမီတူတူလေးနဲ့အမြင်နဲ့ဒါကျွန်တော်သူ့အနေနဲ့စွန်နိုင်ခဲ့တယ်နှင်းနေပါတယ်တဲ့မှာဆိုတည်ရနေတယောက်ကစားပြီဆိုရင်ဘယ်သူမှလိုက်မမီဘူးပေါ့နော်အဲ့တော့ဒီလိုကစားသမားမျိုးကိုတော့ Arsenal ပြိုင်ပွဲတွေနဲ့တော်တော်လေးကိုဒါသတိရအောင်ဖြစ်ပါတယ် KN တည်ရနေကအခုလက်ရှိမှာလာမဲ့လူရသည်မှာတော့စက်တဲ့အသင်းကိုပြောင်းရွှေ့ဖို့အတွက်အပေါ်အကျိုးသဘောတူညီမှုတော့ရထားပြီးသားဖြစ်ပါတယ်လို့ပြောပြရစေနောက်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်လက်ရှိမှာကျွန်တော် Netto Netto က လက်ရှိမှာကျွန်တော်ကာလာတူစာချုပ်နဲ့ပဲရောက်ထားတာဖြစ်လို့ရာသီကုန်ကြရင်တော့ netto ကထွက်မယ်100% sure ပဲဘာမှသိပြီးထူးစားပြောစရာမလိုဘူးအာဆိုတဲ့နဲ့လာမယ့်နေရာဒီကြရင်တော့ဒါ raya ရဲ့နောက်မှာဒါကျွန်တော်ပို့ပြီးတော့အားကိုလို့ရမယ်ဒါကျွန်တော်တို့အရန်ဂိုးသမားတယောက်ကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ကောလာဟာလာတရားဒါကျွန်တော် Spain နိုင်ငံရဲ့ Spain ဂိုးသမားတွေကိုလည်းတစ်ချက်တော့စောင့်ကြည့်နေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒါပေမဲ့ဘယ်ဂိုးသမားကိုခေါ်ယူမယ်ဆိုတာမသိဘူးဒါပေမဲ့လက်ရှိမှာအခုချိန်ထိတော့ raya ကတော့ number 1ဂိုးသမားဖြစ်နေမှာဖြစ်ပြီးတော့အရန်ဂိုးသမားကိုတော့ဒါဈေးကြီးပေးပြီးခေါ်ယူတာတဲ့ဆိုင်အသင့်တက်ဒါဈေးတက်တန်းဟိုဈေးတက်တဲ့ကစားသမားတယောက်ကိုဒါကျွန် န်တော်အာစနိုအသင်းအနေနဲ့ခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာမယ်ဆိုတဲ့သတင်းတွေတော့ထွက်ပေါ်နေတာကိုတွေ့ရမယ်ဒီမှာပါပါတယ်အဲ့ဒါကိုဆက်လက်ပြီးပြောရမယ်ဆိုနောက်တစ်ခုကရာဟင်စတာလင်ပဲရာဟင်စတာကလည်းငါတို့သိရတာမီဂန်ကလပ်ဖြစ်တဲ့အတွက်ကြောင့်ချက်စီသင်းကိုပြန်มาဖြစ်ပါတယ်စာချုပ်တက်တန်းကုန်ပြီဆိုတော့ねမီဂန်ကလပ်ဖြစ်တဲ့ချက်စီသင်းကိုပြန်ပြပြီးတော့အာစနိုအသင်းကရာဟင်စတာလင်ကိုလုံးဝလုံးဝဝယ်ယူဖို့အစီအစဉ်မရှိဘဲねဒီကစားသမားတို့ကကျွန်တော်သူ့ရဲ့မီဂန်ကလပ်ကိုပြန်လှုပ်မှာဖြစ်ပါတယ်အာစနိုအသင်းရဲ့ဒီတောင်ပံကစားသမားတွေလာမဲ့နေရာဒီမှာပိုကောင်းတဲ့အဆင့်မြင့်တဲ့လူငယ်ကစားသမားတွေကိုဈေးကြီးပေးပြီးဝယ်ယူဖို့အတွက်လည်းပြင်ဆင်သွားမှာဖြစ်တယ်ဒါကလက်ရှိမှာဒါစာချုပ် တန်ကိုရင်တာထွက်မဲ့ကစားသမားတွေဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာအာစနိုအသင်းအနေနဲ့ကျွန်တော်သိရတဲ့ဒဲမှာပြောရမယ်ဆိုရင်တော့ဒါ personally ကျွန်တော်ရဲ့အမြင်မှာပြောရမယ်ဆိုရင်တော့အာစနိုတဲ့ဒါကျွန်တော်ရောင်းချမဲ့ကစားသမားတွေနောက်ထပ်9လောက်ရှိတယ်။ဒီညမှာဒါကျွန်တော်တို့အခုလက်ရှိအငှားထွက်ထားတဲ့ကစားသမား2ယောက်ကိုတော့လာပြီးတော့ဒါကျွန်တော်တို့ ရောင်းချအောင်မလို့ကြားသိရတယ်မှာပါအဲ့နောက်ကတော့ဆန်ဘီလိုကန်းကနဲ့နူနိုတက်ဗရက်ပေါ့နော်ဆန်ဘီလိုကန်းကအခုလက်ရှိမှာအငားနဲ့ထွက်ကစားနေပြီးတော့သူ့ရဲ့ဒါကျွန်တော်တို့ကလပ်ကလည်းဝယ်မယ်ဆိုတဲ့ဒရင်ထွက်လာတယ်နူနိုတက်ဗရက်ကတော့ဝယ်မှာတည်ကြတယ်နူနိုဗရက်ကလက်ရှိမှာကျွန်တော်တို့ဒါသူ့အငားထွက်တဲ့ကလပ်ကိုဒါဝယ်ဖို့အတွက်တည်ကြတော့နေရှိတယ်အဲ့တော့လိုကန်းကရောတက်ဗရက်ကလက်ရှိအာစနောအသင်းရဲ့အနာဂတ်အစီအစဉ်မှာလုံးဝမပါတဲ့ကစားသမားဒါ၁၀ရောက်ထဲမှာပါတယ်ဒီနောက်ကဒါကျွန်တော်တို့နေအငား ခေါ်ထားတဲ့မိခင်ကလပ်တွေကိုဒါကျွန်တော်အဓိကမှဒီနေရာမှာပဲသူတို့နေချင်းကုံသွားဖို့တဲ့ရာခိုင်နှုန်းများပါတယ်အာဆောင်သင်းကလည်းဒီနေရာမှာတင့်တော်တဲ့ဈေးရှင်ဒီနေရာလုံးကိုရောင်းချသွားဖို့တဲ့ပြင်ဆင်သွားမယ်ဒီနေရာမှာလူကန်းကတော့ဒီဒီမသိပေမဲ့နူနိုတာဗက်စ်ကတော့သူ့ရဲ့အခုလက်ရှိ အငါထွက်ကစားနေကလပ်မှာခြေစွမ်းပြနေတဲ့ကြောင့်ဒီကစားသမားကတော့ဒါသူ့ရဲ့အခုလက်ရှိကလပ်ကဝယ်ယူသွားမယ်လို့သိရတယ်ဒီမှာပါတယ်။နောက်ထပ်လက်ရှိမှာတော့ကျွန်တော်တို့ဒါ၃ယောက်ကတော့ဇင်ချန်ကိုပါဇင်ချန်ကိုကတော့ဒါကျွန်တော်ဒီနှစ်ဆောင်းရသည်ကဘရုရှားဒေါ်မွန်ကိုရောင်းဖို့အတွက်ကြိုးစားခဲ့ပေမဲ့လက်ရှိနောက်တန်းနေမကြခဏနိုင်တဲ့အကြောင်းမို့ဒါကျွန်တော်ကစားသမားရဲ့လက်ရှိအိုးဆိုအာဒိတအနေနဲ့ဒါကစားသမားတွေကိုလလိုအဲ့ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့ဇင်ချန်ကိုကိုမရောင်းမင်းတဲ့အသင်းမှာဒါကျွန်တော်ထားရှိခဲ့တဲ့သဘောမှရှိပါတယ်။အဲ့တော့ဇင်ချန်ကိုနဲ့လာမယ့်ဒါနွေရာဒီမှာတော့ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့ကျွန်တော်သိရတော့ကတော့သူ့အနေနဲ့အသင်းပြောင်းအောင်ဖြစ်တဲ့အာဆ ုံသင်ကလည်းထိုက်တဲ့ခြေတစ်ခုရရောင်းမှဖြစ်တယ်ဒီနှစ်မှာမှဒါကြောင့်ကစားသမားရဲ့ဒန်ရသွားတဲ့ကြောင့်မို့အာစတောသင်နဲ့ဇင်ချန်ကိုကိုမရောင်းချခဲ့တဲ့တဲ့င်းကတော့အမှန်သာဖြစ်တယ်အဲ့တော့ဘိုရူရှာဒေါ်မွန်ကပဲလာမယ့်နေရာဒီမှာဒီကစားသမားကိုဆက်ခေါ်သွားမလားဒါမှမဟုတ်ဇင်ချန်ကိုတခြားသောပရီးမီးယားလိဂ်ကလပ်တွေကပဲခေါ်သွားမလားဒါမှမဟုတ်အင်္ဂလိပ်စီးရီးကလပ်တချို့ကလည်းစိတ်ဝင်စားနေလို့ကြားသိရတယ်မှာပါတယ်ဒါပြင်အခု လက်ရှိကျွန်တော်အာစတောသင်ရဲ့နောက်ခံလူကစားသမားနေရာမှာဒါကြောင့်အခုတလော့နေရာရနေတဲ့ဂျက်ကော့ကီဗီအိုကိုတဲ့အခုနေရာရနေတာမှတ်ပေမဲ့လာမယ့်နေရာဒီမှာဆက်လက်ပြီးရောင်းချသွားအောင်မယ်လို့ကြားသိရတယ်မှာပါတယ်ဂျက်ကော့ကီဗီအိုကိုလည်းလက်ရှိမှာဒါကျွန်တော်တို့အ င်တာမီလန်နဲ့ AC မီလန်မီလန်နှစ်သင်းလုံးကစိတ်ဝင်စားနေပြီးတော့မမက်ရသူလဲဇင်ချန်ကိုတို့လိုပဲလာကျွန်တော်မနစ်ကဆောင်းရတီကကအင်တာမီလန်နဲ့ဒါကျွန်တော်ဇေဘောပေါ်နဲ့ယူရိုဆန်နသက်လောက်နဲ့ခေါ်ယူဖို့တော့ပြင်ဆင်ခဲ့တယ်ကစားသမားကိုယ်နဲ့သဘောကျခဲ့တယ်ဒါပေမဲ့အာဆောသင်းနဲ့ဒါကန်ဆယ်ပိုက်လိုအပ်ချက်ရှိလာနေတဲ့ကြောင့်ဒီကစားသမားရဲ့ပြောင်းရွှေ့ခွင့်ကိုပိတ်ပင်ခဲ့ပြီးတော့ကီဝီဝအနေနဲ့အင်တာမီလန်ကိုမပြောင်းရွှေ့ခဲ့ဘူးပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာဒီအခြေအနေကဒီလိုပုံစံမျိုးဖြစ်သွားခဲ့တယ်နောက်ဆုံးတစ်ယောက်ကလက်ရှိမှာအာဆောသင်းနဲ့လီယန်ဒိုထရော့ဆက်ကူပါဒါကျွန်တော်တို့တစ်တော်တဲ့ဈေးရှိရင်ရောင်းသွားနိုင်တယ်ဆိုပြီးကောလာဟာလာတဲ့ရင်ထွက်လာခဲ့တယ်အဲ့တော့ပြောချင်တာလီယ ရန်ထရဆက်ကိုဘာလို့ရောင်းပါလဲအောက်ဆုံးတဲ့တည်းကကျွန်တော်တောင်ပန်ကစားသမားအစ်စ်ခေါ်ယူရေးအတွက်ငွေကိုထည့်နိုင်မဲ့အတွက်ကြောင့်မို့ငွေလိုသွားနိုင်အောင်ကြောင့်မို့ဒါလီယန်ရိုထရဆက်ကိုတော့လာမဲ့လူရာဒီမှာဒါကျွန်တော်တို့ရောင်းချသွားနိုင်တယ်ဆိုတဲ့ကောလာဟာလာတွေထွက်ပေါ်နေခဲ့တယ်။ဒေါ်လာဟာလာဒီတည်းမှာတော်တော်လေးကိုဒါအနိုင်နဲ့ကောလာဟာလာတိတိလေးချနေရခုကမာတင်နယ်လီကိုလည်းကြိုက်စေးရရင်လည်းရောင်းချသွားနိုင်ဆိုကောလာဟာလာထွက်နေခဲ့တယ်။ဒါပေမဲ့လီယန်ရိုထရဆက်ကတော့ပူဖြစ်နိုင်တယ်လက်ရှိအခြေအနေရပါတော့။အဲ့တော့လက်ရှိမှာအာဆိုတဲ့ဒီကစားသမား၁၀ယောက်တိတိကိုရောင်းချပြီးတော့လာမဲ့လူရာဒီအတွက် funding လုပ်သွားမယ်ဆိုတဲ့သတင်းကတော့အမှန်ပဲဖြစ်ပါတယ်။ဒါတော့ပါပဲ ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တဲ့ DB4 ဥတို့မှာကျင်းလို့ဆံပေါအောင်ကြည့်လို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမကောင်တောင်းပေးနေပေးကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။ဒီပါဗျ။